thank uh you -huh. င်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပျော်ဝဲမျိုးနဲ့ညောင်ကုန်းရဲစခန်းနီးစက်ကြီးကောက်နေတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်မှုအရာခံဗိုလ်တအုပ်ပါဝင်၄ဦးသေဆုံးပြီးတနက်သုံးလက်ဒိန်းစင်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပျော်ဝဲမျိုးနဲ့ညောင်ကုန်းရဲစခန်းနီးစက်ကြီးကောက်နေတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအရာခံဗိုလ်တအုပ်ပါဝင်၄ဦးသေဆုံးပြီးတနက်သုံးလက်ဒိန်းစင်ရရှိခဲ့တယ်လို့အောင်ဆန်းလန်အောင်ဆန်းမြေအဖွဲ့မှတာဝန်ရှိသူတအုပ်ကဆိုပါတယ်မနေ့ကဇွန်လ26ရက်မနက်7:00နာရီကမှပျော်ဝဲ မ်းမြို့နယ်ညောင်ကုန်းရဲစခန်းနီးစက်ကြီးကောင်းတွင်စစ်သားရဲနှင့်ပြူစောထီးတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအရာခံဘုတအုပ်ပါဝင်စစ်သားလေးဦးသေဆုံးပြီးကြံရဲတအုပ်နှင့်ပြူစောထီးတအုပ်တို့ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါသည် တည်ဆုံသွားတဲ့အကြံဘက်စကောင်စီတသားရီထံမှ MA1 အမျိုးအစားတနက်3လ5.56ကြီး60လီတောင်ခီးသွွားပြည်သူများထံမှအတင်းအထမဆက်ကြီးကောက်ခံထားတဲ့ငွေကျပ်18,500နဲ့အတူဖုန်းနှလုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါရယ်မနက်၈နာရီလောက်ဝင်တိုက်တာရေစခန်းနဲ့နီးကပ်နေတာမို့9မိနစ်အတွင်း3မိနစ်နဲ့ပွဲပြီးအောင်ကနိုင်ခဲ့တာစစ်ကူကဘေးနှစ်ဖက်ကရဲရီရှိတဲ့9မိနစ်လောက်ခီးကိုတနင်္လာလောက်ကြာမှရောက်လာတာကျွန်တော်တို့ကလုကဲ PDF ဖြစ်နေလို့ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့မစ်ရှင်ဖော်ဆောင် ောင်းနေတာဖြစ်ပါတယ်။ပြည်သူတွေဒီထက်ပိုဖြစ်ပြီးနိုင်မယ်ဆိုရင်ဒီထက်ပိုလာတဲ့ပွဲတွေကကပြီးနိုင်ပါတယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအောင်ဆန်းလန်နတ်မောင်အောင်ဆန်းမြို့ဖွဲမှချင်းလင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကံကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနတ်မောင်မြို့နယ်အတွင်းရှိစစ်သားရဲနှင့်ပြူစောတိများအနေနဲ့အလင်းဝင်ရောက်ကြဖို့တိုက်တွန်းထားပါရယ်။နောက်ထပ်တပုတ်အနေနဲ့နောင်ချုံမြို့ကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတီဟာတူရာပွဲရပုံမှုကြီးအင်မင်အောင်ဒရုန်းပုံထိမှန်အပြင်းထန် တန်ရာရကနေပြည်တော်ကိုပို့ဆောင်စေကူတနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိဟသူရာပွင့်ရပူမူကြီးအိမင်းအောင်မှဒရုန်းပုံထိမှန်ပြီးအပြင်းထန်ထန်ရရပြီးနေပြည်တော်ကိုပြန်လည်ပို့ဆောင်ကစေကူတနေရကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော် TBNL တရင်နဲ့ပြန်ချိုင်းတာဝန်ရှိသူတောင်းကပြောပါရယ်လွန်ခဲ့တဲ့လကတိဟသူရာပွင့်ရပူမူကြီးအိမင်းအောင်ကတော်လိုင်းတပ်ဖွဲ့များကလွတ်တင်တဲ့ဒရုန်းကိုထွက်ကြည့်စဉ်ပုံချရောက်ပောက်ွဲပြီးတရရရှိကနေပြည်တော်ကိုအရေးပေါ်ပြန်လည်ပို့ဆောင်စေကူတမှုခံယူနေရကြောင်းပူမူကြီးတိဟသူရာ၂၀၀၀ 2019မှာ2020ခုနှစ်ရခိုင်ပြည်ပုံနာကျုံမြို့နယ်ဘုံတော်ဂျီဝါနီတိုင်ပွင့်မှာအေဂိုခုခံတိုက်ခိုက်မှုကြောင့်2021ခုနှစ်မှာဇန်နဝါရီလ၄ရက်နေ့မှာ NND အစိုးရကစစ်တပ်ရဲ့ထောက်ခံမှုနဲ့တီဟာဒူလာပွဲကိုအနှင်းပြီးခဲ့ကြောင်းသိရပါတယ်။တောင်ချုံမှာတော်လိုင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိတဲ့တီဟာဒူလာဗိုလ်မှူးကြီးအေးမင်းအောင်ကစစ်တပ်ကတော့ပတ်စဉ်54မှာဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်စွန်လ26ရက်နေ့နောင်ချုံမြို့နယ်နောင်ဖာညံတော်လုံဆန်းအုံမကားနဲ့နောင်လင်းကျွော်တို့မှာတိုက်ပွဲဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေချင်းစစ်ကောင်စီတပ်မှလက်နက်ကြီး နဲ့ဒရုန်းပုံ32လုံးတို့ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ အခြေအနေကမုံမလင်းသေးဦးကျန်းနေပြီးကံကြီးဘက်ကနေထိုးတာဗန်ပွေးကုန်းဘက်ကတော့လာပခနှစ်ပြူဟာရေပြင်းဦးလွင်တနန်းချောင်းကတက်တွေရဲ့တခြားတက်မလက်ကြံတွေနဲ့တရင်တွေရဲ့ပေါင်းထိုးနေတာအင်အားကကုတ်ဖဲ့ထုံထုတ်ပြီးထိုးတာပေါ့သူတို့ဘက်ကစစ်ကြောင်းထိုးတိုက်ခိုက်နေတော့ကိုကလည်းခုခံရင်တိုက်ခိုက်နေရတာပြည်သူတွေကိုပြောချင်တာကအရန်ကြီးစိုးရင်စရာမလိုပါဘူးလို့ကျွန်တော်တို့လှုပ်ဆရာရှိတာလုပ်နေကြပါတယ်လို့ပြောချင်ပါတယ်လို့တနုပြည်သူလူမျိုးရေးတပ်တော်ဒမရလီမှာပြန်ကြားတာဝန်ရှိသူကဆိုပါတယ်ဇွန်လ26ရက်နေ့ကအောင်ချုံမြို့နယ်နောင်လင်းချင်းရွာနယ်နောင်ဖား ချင်းရွာတို့မှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး39လုံးနဲ့ဒရုန်းနဲ့ပုံ18လုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ အလားတူညံတော်ကြီးရွာမှာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှလက်နက်ကြီး32လုံးနဲ့ဒရုန်းပေါင်း15လုံးဖြစ်ကူပြီးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဇွန်လ25ရက်နေ့ကလည်းနောင်ချုံမြို့နယ်နောင်လင်နောင်အောင်လုံဆန်းနဲ့နောင်ဖာကြီးရွာတို့မှာတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်မှဒရုန်းနဲ့ပုံ28လုံးလက်နက်ကြီး68လုံးဖြစ်ကူပြီးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ညီနောင်မဟာမိတ်တုံးဖွဲ့ကငလင်ထန်တဲ့ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်ထိုးစစ်ဆင်မှုတွေတစ်ဖက်သက်အပြည့်ရက်ကာလနောက်ထပ်တစ်လသာတက်တန်းထပ်တိုးထားခြင်းစစ်ကောင်စီ င်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားနေတာဖြစ်ကြောင်း TNL သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စီရီတတိအမြဲရှိဖို့လိုအပ်ပြီးလီချောင်းရံမှာကာကွယ်နိုင်ဖို့လီချောင်းရံကာကွယ်ဆိုင်ရာနီလန်းတွေကိုလိုင်းနာဆောင်ရွက်ဖို့လိုအပ်ကြောင်းတော်လိုင်းတပ်တွေကအသိပေးထားတယ်လို့ဖော်ပြပါရှိပါရရှင်။ NLD အစိုးရနှင့်လွှတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်ကိစ္စများစွာလုံဆောင်ခဲ့ပြီးလက်ရှိအခြေအနေဆိုင်ရောက်ခဲ့ရတယ်လို့အကြမ်းဖက်မင်းအောင်လိုင်ပြောပြတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ NLD အစိုးရနှင့်လွှတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာလုံဆောင်ခဲ့ပြီးလက်ရှိအခြေအနေဆိုင်ရောက်ခဲ့ရကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုပါရယ်။ဒီပြည်တော်မှာဒီကနေ့ပြုလုပ်တဲ့ငြိမ်းချမ်း Forum Peace Forum 2025မှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအထက်ပါတိုင်းပြောဆိုလိုက်တာပါ။စစ်တပ်က2010ဖွဲ့စည်း ုံအခြေခံဥပဒေကိုရေးဆွဲပြီးပြည်လုံးကျွဆန္ဒခံယူပွဲပြုလုပ်ပြီး2021ခုနှစ်မှာဒီမိုကရေစီစနစ်ကိုအေးအေးချမ်းချမ်းနဲ့ကူးပြောင်းပေးခဲ့ကြောင်းစစ်တပ်ကဒီမိုကရေစီစနစ်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပထမဒီမိုကရေစီအစိုးရသမရဦးသိန်းစိန်အစိုးရလက်ထက်မှာလည်းစိန်ခေါ်မှုများစွာရှိခဲ့ပြီးဒုတိယဒီမိုကရေစီအစိုးရ NLD အစိုးရမှစစ်ဘက်အရဖတ်ဆက်ဆံရေးကိုတုံ့ပြန်နိုင်ဖို့ကြိုးပမ်းခဲ့ကြောင်းဒါပေမဲ့ NLD အစိုးရလွတ်တော်နဲ့အစိုးရကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်များစွာနဲ့ကိစ္စများစွာကိုလှုံ့ဆော်ခဲ့တဲ့အတွက်လက်ရှိအခြေအနေ ေထိဆိုင်းရောက်လာခြင်းဖြစ်ကြောင်းမင်းအောင်လိုင်းကဆိုပါတယ် အဲ့ဒီကာလာတော့ကတမရော်ကအရှက်ဖက်စစ်ဖက်ဆက်ဆံရေးတုံ့ပြန်ဖို့ကျွန်တော်တို့ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်ကလွတ်တော်နဲ့အစိုးရနဲ့ဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုတွေပြတ်ထန်းချက်တွေကိုအတည်ပြုပြီးဥပဒေနဲ့မညီညွတ်တဲ့ကိစ္စများစွာလှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်လည်းဒီမိုကရေစီအစိုးရဒုတိယအစိုးရလက်ထက်မှာဒီမိုကရေစီလမ်းကြောင်းနဲ့လွဲချော်ခဲ့ပြီးလက်ရှိအခြေအနေကိုဆိုင်းရောက်လာခဲ့ပြီးအားလုံးအတည်ပဲဖြစ်ပါတယ်လို့ဆိုပါတယ်။ရခင်က2020ရွှေကပွဲမှာမင်းမတမမှုရှိလို့စစ်တပ်က2008ဖွဲ့စည်းပုံခြေခံဥပဒေအရအာဏာရယူတယ်လို့မင်းအောင်လိုင်က ပြောဆိုခဲ့တော့လဲအခုခါမှာရပ်ဖက်စစ်ဖက်ဆက်ဆံရေးအဆင်မပြေမှု NND အစိုးရနဲ့လွှတ်တော်ရဲ့လှုပ်ဆောင်ချက်တွေဥပဒေနဲ့မညီလို့လက်ရှိအခြေအနေဆိုင်ရောက်ရတယ်လို့ပြောဆိုလာပြန်ပါတယ်။ စစ်တပ်အနေနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီကိုထူထောင်ရမှာမြမနီမြမဟန်ဒီမိုကရေစီကိုထူထောင်ရမှာဖြစ်ပြီးအခြားနိုင်ငံတွေရဲ့ဒီမိုကရေစီစနစ်ကိုပုံတူကူးချမှာမဟုတ်ကြောင်းရွှေကပွဲမှာမြင်းအများဆုံးသူအနိုင်ယူတဲ့စနစ်အပြင် PR ချိုးချကိုစားပြုစနစ်ကိုလည်းကောင်းထည့်ဖို့မှာဖြစ်ကြောင်းရွှေကပွဲကိုလာမယ့်နှစ်ကောင်ပိုင်းမှာကျင်းပမှုစီစဉ်နေကြောင်းမင်းအောင်လိုင်ကဆက်လက်ပြောဆိုပါတယ် ကျွန်တော်တို့အနေနဲ့ဒီမိုကရေစီကိုကျင့်သုံးရမှာအခြားနိုင်ငံတွေကိုပုံတူကူးကျသွားမှာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံရဲ့တမိုင်းကြောင်လူနေမှုစနစ်ရှင်ကျင်းမှုဇယိုင်းလက္ခဏာတလိထုံးတန်းအစဉ်လာရီနဲ့ကန့်ညီတဲ့ဒီမိုကရေစီစနစ်ကိုမြန်မာနီးမြန်မာဟန်နဲ့မြန်မာတွေပဲဦးဆောင်ပြီးတော့ဖော်ဆောင်သွားကြမှာဖြစ်တယ်လို့မင်းအောင်လိုင်းကဆိုပါတယ်စစ်ကောင်စီအနေနဲ့ရွှေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလကစပြီးကျင်းပက2026ခုနှစ်ဇန်နဝါရီဒုတိယပတ်ထိလေးပတ်အတွင်းအပြီးကျင်းပသွားဖို့စဉ်းစားနေကြောင်းရွှေကောက်ပွဲကျင်းပမယ့်ရက်ကိုအချိန်ညှိနေကြောင်းအကြမ်းဖက်မင်းအောင်လိုင်းကပြောဆိုသွားပါတယ် game okay. ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်တိခဲပလဲစစ်စခန်းမှာထွက်ပြေးသွားတဲ့ဒုတိယဗိုလ်မှူးကြီးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်52ဦးလက်နက်များနဲ့ဒူထိုင်းဘက်ကိုရောက်ရှိသွားပြီးစခန်းအတွင်းမှာစစ်သားအလောင်း6လောင်းနဲ့လက်နက်ခရဲများရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်တိခဲပလဲစစ်စခန်းမှာထွက်ပြေးသွားတဲ့တိုင်ရင်မှုအစဉ်ဒုတိယဗိုလ်မှူးကြီးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်52ဦးကလက်နက်များနဲ့ဒူထိုင်းဘက်ကိုရောက်ရှိသွားပြီးထိုင်းအာဏာပိုင်ကခေါ်ယူထိန်းသိမ်းထားကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်အရင်မြစ်တွေကဆိုပါတယ်။ ဇွန်လ22ရက်နေ့နေ့လယ်3:45မိနစ်ချိန်ထိုင်းမြန်မာနယ်စပ်ရှိစကောက်စီတရင်တီးခဲ့ပလေစခန်းကိုတင်ပန်ရရှိခဲ့ပြီးအဆိုပါစခန်းမှာစစ်ကောင်စီတပ်သားတွေကထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြောင်းထွက်ပြေးသွားတဲ့စစ်သားများကိုတော်လိုင်းတပ်တွေကလိုက်လံဖမ်းဆီးနေမြေရှင်လင်းရစစ်သားလေးဦးကိုအရှင်ဖမ်းဆီးရရှိတော်လဲတီးခဲ့ပလေစခန်းမှာတရင်မှုဒုတိယဗိုလ်မှူးကြီးအပါစင်ရရှိလေးဦးအရာရှိအရာခံအကြံ23နဲ့တပ်သား55ဦးစုစုပေါင်း42ဦးတို့ကလက်နက်36လက်နဲ့အတူထိုင်းနိုင်ငံဘက်ကိုရောက်ရှိခဲ့ကြောင်းသိရပါတယ် ထိခဲ့ပလဲစခန်းကပြေးတဲ့42ဦးကထိုင်းစစ်တပ်စီရောက်သွားပြီးသူတို့ပါသွားတဲ့တနတ်39လက်ကိုလည်းထိုင်းစစ်တပ်ကသိမ်းလိုက်ပြီးအခုတော့စစ်မီးဓာရီလုံနေတဲ့ရှောက်ပြေးနေတဲ့စစ်သားတွေလည်းမြန်မာဘက်အချမ်းမှရှိနေသေးတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်တွေကပြောဆိုပါတယ်လက်တလောထိခဲ့ပလေစကန်သိန်းတိုက်ပွဲမှာလက်နက်သိန်းစရာရှိမှုအနည်းနဲ့60မမ3လက်ငကြင်းမီ2လက်လက်နက်ငယ်12လက်လက်နက်ကြီးခရရများရရှိကြောင်းစကန်တွင်မှစစ်သားအလောင်း6လောင်းနဲ့သိန်းစရာရှိကြောင်းသိရပါဗျာ KDL ကောတူလီတမတော်ရင်ထုတ်ပြန်ချက်မှာတော့ဇွန်လမှာစတင်ပြီးတော်လိုင်းပူပေါဖွဲ့ဝင်တွေကစစ်ကောင်စီရဲ့တိကျပလဲစခန်းကိုဝန်းရံပိတ်ဆို့ပြီးဒရုန်းများနဲ့နေညာမပြတ်တိုက်ခိုက်ခဲ့ရာဇွန်လ22ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များစခန်းကိုဆုံးခွာထွက်ပြေးသွားခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်တွေမှလိုက်လံရှင်းလင်းရာထိုင်းနိုင်ငံကိုမရောက်မီနေဆက်မီတာ900ခန့်กว่าမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များအကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါထိတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်သေဆုံးပြီး၄ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ် တယ်။ကြက်ရှိရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှလက်နက်များကိုစွန့်ပစ်ပြီးထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ထွက်ပြေးသွားခဲ့ကတော်လိုင်းတပ်ဖွဲ့ဝင်တွေကလိုက်လံရှင်းလင်းပြီး၎င်းတို့ထွက်ပြေးရလန်တရှောင်းမှာ60မမအမြောင်များနဲ့လက်နက်ငယ်များတင်ဆက်ရရှိခဲ့ကြောင်းအဲဒီနောက်ထိကပ်ပလဲစကန်ကုန်းကို ဒေါ်လာရင်းတစ်ဖွဲ့ဝင်များဝင်ရောက်နေမြင်ရှင်လင်းရ60မမဘုံတီနဲ့9.6နှင့်ကြီးစံများ9.56ကြီးစံများ40မမဘုံတီများထပ်မံသိမ်းဆည်းရရှိကြောင်း KNL ကောသူရီတက်မတော်ကထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။